အသွင်ပြောင်းခံစေအစုံလူတွေကအာနိုးကဂန်ဒဝင်ဆန်ဆုံးဖြစ်လာမလားအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေကြိုးဆိုပါတယ်ပြီးခဲ့တဲ့ဆိုင်စုနဲ့အတွဲမှာ full back တွေအခန်းကဏ္ဍအပြောင်းလဲတိတ်များခဲ့တယ်တမန်ကြောင့်ဆင်လာရ full back တွေဟာခံစေ၄ယောက်တိုင်းအစုံဆုံးမှာနေရာယူပြီးတော့တအုပ်ချင်းစီချင်းထိုးဝက်တွေ one versus one defensive jewelry ရင်ဆိုင်ခဲ့ရတယ်အထူးသဖြင့်ပြိုင်ဘက်တောင်ပိုင်းဈာမတွေကိုဟန်တားခဲ့ရပြီးတော့ကိုယ့်ရဲ့တောင်ပိုင်းဈာမတွေကိုကူညီပေးခဲ့ရတယ် ဒါခေအောင်ဘောလုံးကဘာကဖူဘက်တဝူရဲ့အခြေခံတောင်းဝန်တွေပါပဲခေဘောဘောလုံးကဘာမှာတော့ဖူဘက်တဝူတို့ကတောင်းဆိုမှုတွေတိတ်ပြီးတော့များလာပြီခံစဲဆုံးစားမတူဟာဘောလုံးထိမ့်သိမ်းထားနိုင်ရမယ်ဘေးရပလေးတို့အားကိုးရမယ်ပြိုင်ဘက်ဖိုင်နယ်တက်ဆုံနဲ့တိုင်းစစ်စားမိုင်းနဲ့ချိတ်ဆက်ကစားနိုင်ရပါမယ်ဖူဘက်တွေရဲ့အခန်းကဏ္ဍအရင်ကထက်အဆမတန်ကြီးမားကျယ်ပြန့်နေတာမြင်ရလိမ့်မယ်ဂိန်းနဗီအက်စလီကိုတို့ခေတုံးကလို့မဟုတ်တော့ပါဘူးအာနိုးဆိုရင်စင်ငယ်ပြောင်းလဲလာလိုက်တာနံပါတ်10ကစားနိုင်တဲ့အထိကိုဖြစ်နေပြီ။ အင်ဗာတာဖူဘက်ဆွဲစကလုံးကို2013ခုနှစ်မှာဂွာဒီယိုလာကစတင်မိတ်ဆက်ပေးခဲ့ပါတယ်ဖီလစ်လန်ဟာမြူးနစ်မှာဂွာဒီယိုလာနဲ့ရေသက်ဆော်ပြီးတော့အင်ဗာတာဖူဘက်အဖြစ်နဲ့အသွင်ပြောင်းခံရတယ်2000ပြည့်နှစ်အစရီတီဖူဘက်တကွရဲ့အခမ်းကဏ္ဍကွဲပြားမှုတွေရှိလာပေမယ့်ခန်းစစ်ကိုပို့ပြီးတော့ကူညီနေရတော့ပါပဲတိုင်းစစ်ကိုလိုက်ပါကစားမယ်ဆိုရင်လည်းကွင်းမေးစီးရှောက်ဆွဲပြေးပြီးတော့ဖြတ်တင်မောကန်တင်ပေးပို့ဖို့လောက်ပဲဖူဘက်တွေအာရုံစိုက်ရပါတယ်နောက်ပိုင်းမှာဂွာဒီယိုလာလိုနီးပြမျိုးကြောင့်ဖူဘက်တွေရဲ့အခမ်းကဏ္ဍကပြောင်းလဲလာပါတယ် အခုချိန်မှာဆိုရင်ဖူဘက်တွေရဲ့အခန်းကဏ္ဍပို့ပြီးတော့ကြီးမားကျယ်ပြန့်လာပြီးအသိန်းကိုပို့ပြီးတော့အကူအညီပေးလာနိုင်နေပါပြီအတိတ်ပဲအသိဖြစ်ထွက်ပေါ်လာနေပါပြီဂွာဒီလာကခန်းစစ်ကစားတဲ့အခါမှာနေရာလုံးနဲနိုင်သမျှနဲအောင်တရီပေးတယ်တိုင်းစစ်ကစားတဲ့အခါနေရာလုံးရနိုင်လောက်ရအောင်အခွေးတွေခမ်းမြမြဖန်တီးနိုင်အောင်တွန်းအားပေးတတယ်လို့ပြန်ပြောပြတယ် Ever the fullback တွေအခွင့်အလမ်းအစ်တွေပုံမဖန်တီးလာပြီးကွင်းလယ်၃အောင်တန်းကွင်းလယ်၄အောင်တန်းအခင်းချင်းမှာဝင်ကစားလာပါတယ်၄၃၃၃၂၂၃အခင်းချင်းမှာ fullback တွေကိုမြင်လာရတယ် ာဒီတာကဇင်ချန်းကိုဘယ်နောက်ခံလူဖြစ်ကနေ defensive midfielder ဖြစ်တဲ့အသွင်ပြောင်းမှုတွေဇင်ချန်းကိုရဲ့ခန္ဓာကိုယ်တိဆောက်ပုံဘောလုံးပေးဖို့ပုံတိကျမှုနဲ့ short line breaking pass တွေကိုအာဒီတာအသုံးချခဲ့တာပါပဲအာနိုရဲ့ long pass swing ကိုဗဟိုပြုတ်ပြီးတော့ creative passer ဖြစ်တဲ့ကစားနိုင်တာပါပဲအာနိုရဲ့ swing ကြောင့် high defensive line ကစားတဲ့ပြိုင်ဘက်မှာဘျူဟာကပြိုလဲသွားတယ်အာနိုရဲ့ကွင်းထဲကနေဘောလုံးပေးဖို့မှုကတိုက်စစ်လက်နက်ဖြစ်လာခဲ့တယ်စပါနီပြအောင် post goal ရဲ့ hand ကတော့တစ်မျိုးပါ စပါကန်စီအစုံကစားမားတွေကိုကွင်းထဲတက်ခိုင်းပြီးတော့ပြိုင်ဘက်တောင်ပိုင်းကစားမားတွေကိုထိန်းချုပ်စေတယ်။ကိုအသင်းတောင်ပိုင်းကစားမားတွေဘောလုံးပေးပို့မှုလမ်းကြောင်းပွင့်သွားအောင်ကူညီစေတာပါပဲ။စပါကန်စီအစုံလူတွေကအသင်းပေါ် defensive midfielder တွေကို short pass တွေနဲ့ကူညီပြီးတော့ပြိုင်ဘက်အသင်းဒုတိယစီးကိုကြော်ဖြတ်စေပါတယ်။တံမြန်တိုင်းစစ်ကစားချိန်မှာစပါကန်စီအစုံလူတွေက3-3ပုံစံမှာဝင်ရောက်စီးမျောခဲ့ပါတယ်။တောင်းဆိုမှုတွေများလာတဲ့မြ PR တွေကလည်းပို့ပြီးတော့များလာပါတယ်။ကန်စီအစုံလူတွေကွင်းလေတက်ကစားရင်းနဲ့ပြိုင်ဘက်တံမြန်ထိုးစင်းနဲ့ရင်ဆိုင်တဲ့အခါ ခံစည်းအစိုးမှကစားတာထက်ပိုပြီးတော့နေရာလွတ်များလို့ဒုက္ခများတတ်ကြပါတယ်အသွင်မြောင်းခံစည်းအစုံလူရမန်နယ်ကွင်းနက်စ်ဖြစ်ဖို့အရေးကြီးဆုံးပါပဲပွဲအခြေအနေကိုလိုက်ပြီးတော့ဘောလုံးလမ်းကြောင်းတွေအများဆုံးတွက်ဆနိုင်ရပါမယ်ခံမြမြန်တွေးခေါ်ဆုံးဖြတ်နိုင်ရပါမယ်ဖူဘက်တွေကွင်းလေတက်ကစားတာထက်ဘိုးခံစည်းမှုတအူးကွင်းလေတက်ကစားတာဟာပြိုင်ဘက်တိုင်ပြန်တိုင်းစစ်တွေကိုခုခံမှာပိုပြီးတော့စိတ်ချပါတယ်လီဗာပူးမှာခန်းနာအောင်ပွဲတွေပိုင်ဆိုင်ပြီးသားအာနိုးကရီယယ်နဲ့သာအောင်မြင်မှုတွေထပ်ရမယ်ဆိုရင်အသွင်ပြောင်းခံစည်းအစုံလူတွေမှာဂန်ဝင်အဆန်ဆုံး 骗了，马宝。